ကဘာမြေပုံလေးပေါ်မှာတကယ်ရှိခဲ့ဘူးပဲနောက်တော့ဘယ်ရောက်သွားမှမသိပြောက်ွယ်သွားတဲ့မြို့ကြီးတွေကြောင်းစဉ်းစားကြည့်ပူပါလားဒါမှမဟုတ်ပင်လယ်ပြင်ကြီးကရုတ်တရက်ရေပြိုဝင်ပြီးဂျေးလီလိုမျိုးဖြစ်သွားတဲ့မြို့တွေဘယ်ကနေဘလို့ရောက်လာမှမသိတဲ့တဲမုံတိုင်းတွေအောက်မှာနှိမ့်မြုပ်သွားတဲ့မြို့တွေစသဖြင့်ねထူးဆန်းတဲ့ဒဏ္ဍာရီတွေရှိပါတယ်ဒီမြို့တော်တွေကအပြိုင်ကဘာထဲမှာခန်းခန်းနာနာရှိနေပြီးတစုံတရာကြောင့်လက်ရှိကဘာတွေကိုရှော့ကနေဝယ်လာပြီးတော့ဖျက်ကနေပြန်ထွက်သွားကြသလိုတောင်ဖြစ်နေတာပါဒီဗီဒီယိုထဲမှာတော့ရှင်းရခဲ့တဲ့ကိစ္စတွေကိုလေ့လာကြည့်ပါမယ်1500နဲ့1600 ပြည့်နှစ်တွေမှာမြောက်အမေရိကရဲ့ဥရောပမြေပုံတွေမှာနွန်ဘီကားလို့ခေါ်တဲ့မြို့တစ်မြို့ကိုမကြာခဏထည့်သွင်းရေးဆွဲခဲ့ပါတယ်။နေရာကတော့အခုခေတ်မက်ဆာချူးဆက်ပြည်နယ်ကမြစ်တီပေးမှာပါပဲ။နောက်ပြီးတော့နေမကြီးစူးစမ်းရှာဖွေသူတွေဖြစ်တဲ့ Jane Ellens နဲ့ David Ingram တို့ကဒီနေရာကိုမျက်မြင်ကိုတွေ့ဖြစ်ခဲ့တယ်ဆိုတဲ့ဇာတ်လမ်းတွေရှိခဲ့ပါတယ်။သူတို့ရဲ့မှတ်တမ်းတွေကဒီမြို့ကကြီးမားတဲ့မြို့စဉ်တွေခန်းထားတဲ့တိုက်ကြီးတွေနဲ့ပြည့်နှက်နေတယ်လို့ဆိုပါတယ်။ဒါပေမဲ့နောက်ပိုင်းရေးဆွဲတဲ့မြေပုံတွေမှာ နော်ဘီကာရဲ့ပုံရိပ်တွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။ဘာဖြစ်လို့လဲဆိုရင်စူးစမ်းသူနှစ်ဦးရဲ့မှတ်တမ်းကြောင့်သွားရှာကြည့်ခဲ့ကြပေမဲ့ဘာမှမတွေ့ခဲ့ရလို့ပါပဲ။အဲဒါကြောင့်ဒီဇက်လန်ကိုလည်းထွေလုံးတစ်ခုဖြစ်နေယူဆခဲ့ပါတယ်။နောက်ထပ်ဒူဆန်နဲ့မြို့တမျိုးကြောင့်ဆက်ပြောကြမှာသေးတယ်။အဲဒါကတော့အာရန်ဒါမှမဟုတ်မန်တိုင်းများရဲ့အာရန်လို့ခေါ်တဲ့မြို့ပါပဲ။ဒီမြို့ကြောင့်ကိုကုအန်ကျမ်းမာလေးဖော်ပြထားပါတယ်။အဲ့လူမျိုးတွေတိဆောက်ခဲ့တဲ့ချမ်းသာကြွယ်ဝတဲ့မြို့တစ်ခုအနေနဲ့ပါဒါပေမဲ့မြို့သားတွေကမာနာကြီးပြီးထောင်လွှားကြလို့မြို့တစ်ခုလုံး ဒေမိုတန်အောက်ကိုရောက်သွားပြီးတော့ပျက်စီးခဲ့ရတယ်လို့ဆိုထားတာပါစူဇန်ရှာဖေးသူလည်းဖြစ်ရှီဟောင်းသူတွေသနာပညာရှင်လည်းဖြစ်တဲ့ဒီအီလော်ရန့်စ်ကဒီမျိုးကိုတဲကန်နာရတဲ့ကအတ္တလန်တစ်ဆိုပြီးပေါ်ထုတ်လာတဲ့အခါမှာတော့လူတွေကြားတဲ့သတင်းပြန်ကြည်လာပါတယ်အဲဒါကြောင့်တချို့ကအာရိပြတဲကန်နာရထဲမှာခီးသွားပြီးတော့လိုက်ရှာကြည့်ပေမဲ့မတွေ့ကြပါဘူး1990မှာတော့နာဆာရဲ့ဂျူဒူတပ်ပုံတွေရာအိုမန်နိုင်ငံတောင်ပိုင်းကထူးခြားတဲ့ကုန်းသွယ်လမ်းကြောင်းဟောင်းတွေတွေ့ခဲ့ရပါတယ်အဲ့ဒီလမ်းကြောင်းတွေကယူပါလို့ခေါ်တဲ့ရှီယောင်းဒေသတစ်ခုကိုဥတီနေပြီးရှီယောင်းခံတပ်တချို့ရဲ့ပျက်စီးတွေကိုလည်းထပ်တွေ့ခဲ့ရပါတယ် ဒီအချိန်မှာတော့ RMU အောင်ဖြစ်လိမ့်မယ်ဆိုတဲ့ထင်မြင်ချက်တွေပေါ်ထွက်လာပါတယ်။ဒါပေမဲ့အပြည့်စည်တွေရဲ့ပုံစံကဒဏ္ဍာရီတဲမှာဖော်ပြထားသလိုတခန့်တဏ္ဍာရီရှိမနေပါဘူး။ဘယ်လိုပဲဖြစ်နေပါစေ RMU တို့ရှိခဲ့တာကိုယုံကြည်တဲ့သူတွေကဒီနေရာရဲ့တဲပြင်အောင်မှာခန်းထားတဲ့မြို့တော်ဟောင်းကြီးရှိလိမ့်မယ်လို့ယူဆနေကြပါတယ်။ ဒါပေမဲ့ဒီနေရာကိုတူးဆွဖော်ထုတ်ဖို့မဖြစ်နိုင်တဲ့အတွက်ဒီဇယ်လန်းကလည်းဇက်မျောကြီးဖြစ်ခဲ့ရပါတယ်။ Aspect တနားကြီးထဲမှာတော့ Aslan ဆိုတဲ့ဒီနေရာကိုဘိုးဘေးတို့ရဲ့မူလဌာနေဖရဲချောင်းတွေငှက်တွေအဖြူအောင်ကြောက်တုံးအဆောင်တွေနဲ့ပြည့်နေတဲ့ကျုံမြို့တော်တစ်ခုပြည့်နေဖော်ပြထားပါတယ်။ဒီဘက်ကတော့အဖြူအောင်နေရာဒါမှမဟုတ် Hero ငှက်တွေရဲ့နေရာလို့ဆိုပါတယ်။အဲဒီကနေမက္ဆီကလူမျိုးတွေတောင်ဘက်ကိုရွှေ့ပြောင်းသွားပြီးနောက်ဆုံးမှာတော့ Dino Chilton မြို့ကိုတီထောင်ခဲ့ပါတယ်။ဒါပေမဲ့ Aslan ကဘယ်မှာလဲဆိုတော့ဘယ်သူမှသိကြမပြောနိုင်ပါဘူး။ ခံမှန်းချက်တွေရဆိုရင်ဒီနေရာကအမေရိကန်နောက်တော်ပိုင်းဒါမှမဟုတ်မက္ကဆီကိုနိုင်ငံမြောက်ပိုင်းမှာဖြစ်နိုင်တယ်လို့ထင်ကြပေမဲ့ဘဲတုံးကမှအတည်မပြုတ်နိုင်ခဲ့ပါဘူး။စပိန်မှတ်တမ်းရေးသူတွေကဒီနေရာကိုအတည်ပြုဖို့ကြိုးပမ်းခဲ့ကြမှာလေအထောက်အထားတိတိကျကျမတွေ့ခဲ့ရပါဘူး။အချင်းကြာလာတာနဲ့မြောက်အက်စလန်ဟာတမိုင်းတစ်ခုဆိုတော့တတနိုင်တစ်ခုလို့ဖြစ်လာခဲ့ပါတယ်။အက်စတလူမျိုးတွေထုံးကားခဲ့တဲ့မြို့တော်ကြီးကိုအခုတက်တိတွေ့နိုင်ပေမဲ့မူလဗုဒ္ဓစာပြူရအက်စလန်ကတော့ဖြည့်ရှင်းရခဲ့တဲ့နေရာတစ်ခုဖြစ်နေကြရှိနေခဲ့တာပါ။ အက်စလန်နဲ့ပါရှန်စာပေတီထဲမှာထင်ရှားခဲ့တဲ့ရှေးအောင်မြို့တော်တခုလည်းရှိနေတာပါဒီနေရာကဝေးလံခေါင်းတည်တဲ့အိန္ဒိယသမုဒ္ဒရာရဲ့အလယ်မှာခန့်ခန့်နန်းနန်းရှိနေတယ်လို့လည်းဆိုထားပါတယ်ကျောသားတွေကအသားမဲကြသလိုမော်ဆရာတွေလည်းအများပြားနေထိုင်ကြတာပါနောက်ပြီးတော့ဒီမှာစစားကြတဲ့ငှက်တွေကလည်းမော်ဆန်ဆန်ပါပဲဒါပြင်ကျောင်းသားတွေတိစောက်ထားတဲ့တင်းမော်တွေဆိုရင်လည်းဘယ်တော့မှမပြည့်စည်နိုင်ဘူးလို့ဆိုထားပါတယ်။ဒီတင်းမော်တွေဆိုရင်လည်းအနောက်ရောင်တက်သားနေပဲတိစောက်ထားတာပါ။ဒီနေရာကိုတော့ဇမ်ဘာကြားလို့ခေါ်ပါတယ်။မော်ဆန်နဲ့ရှီအောင်မြို့ဆိုရင်လည်းမမပါဘူး။ဒီကျွန်းတီရှိတဲ့အနီးဆက်ဆုံးနေရာက မာရာကက်စကာပောင်းဝင်ကျင်မှာဖြစ်ပေမဲ့ရောက်ပူးတဲ့သူမရှိသလိုဘယ်သူမှလည်းမတွေ့ဘူးကြပါဘူး။နောက်ပြီးတော့ဒီကျုံးကတခါတလေကြာရင်လေရွေ့နေတတ်တယ်လို့ဆိုထားကြပါတယ်။ဒီကျုံးရဲ့အကြောင်းကမြေပုံထဲမှာထည့်ဆွဲခဲ့ပေမဲ့အဲ့ဒီကိုရောက်ပူးသူတယောက်မှမရှိတာကြောင့်ဒနိုင်ဇလန်တပုတ်အနေနဲ့ပဲတတ်မှတ်ခံရတာဖြစ်ပါတယ်။လီယိုနက်ဆိုတာကတော့ခွန်မောနဲ့စစ်စလီကျုံးနေကြမှာရှိနေတဲ့ထူးခြားစမ်းကျင်နေရာတစ်ခုပါပဲ။ဒနာရဆိုရင်တော့အဲ့ဒီမှာမြို့တွေတောအုပ်တွေနဲ့ဖျားရှိခိုးကြောင်းရပောင်းများစွာပါဝင်တယ်လို့သိရပါတယ်။ဒါမဲ့နောက်ပိုင်းမှာတော့ရေတွေတက်လာပြီးအကောင်လုံးရေအောက်ကိုရောက်သွားခဲ့ရတာပါ။ ဒီချိန်ဒီမှာမြင်းဖြူစီးထားတဲ့လူတယောက်ကပဲထွက်ပြေးလို့မြောက်သွားခဲ့တယ်လို့ဆိုကြပါတယ်။ဒီဇယ်လန်ကအလဲခင်မှာတော့နာမည်ကြီးပါပဲ။နောက်ပြီးတော့အာသာဘီရဲ့မှတ်တမ်းတွေထဲမှာလည်းတက္ကနနာနေရာယူထားခဲ့တာပါ။ထူးခြားကြကတော့ခွန်ဝေါ်ကန်ယုဒနာမှာနေတဲ့သူတွေကတခါတလေပြင်လေပြေးကထွက်လာတဲ့ခေါင်းလောင်းတန်တွေကိုကြားရတတ်တာမျိုးပါ။အထူးသဖြင့်တော့မုံတိုင်းတက်ပြီးနောက်ရက်တွေမှာကြေကြလောင်လောင်ကြားရတတ်ပါတယ်။တချို့ကလည်းဒီရေအရန်ကြာသွားခြင်းမှာရေထဲကနေခြွံထွက်တဲ့အမိုးပုံစံတွေထွက်လာတတ်တယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့လည်းရင်ငုတ်ရှာရင်တော့လည်းမတွေ့ရပြန်ပါဘူး။အဲ့ဒီရောင်မှာပျက်စီးတွေတွေ့ခဲ့ရပေမဲ့မြို့တော်တခုဖြစ်နေခဲ့တဲ့ပုံစံမျိုးတော့မပေါက်နေပါဘူး။နောက်ပြီးတော့ဒီနေရာကိုအပျက်စီးတွေရဲ့အကြောင်းကမှတ်တမ်းနေထဲမှာလည်းမတွေ့ရတာကြောင့် Leonidas ဖြစ်မယ်ဆိုတဲ့ယူဆချက်ပဲကြန့်ရှိနေခဲ့ပါတယ်။ဒါပြင်တစ်ခါလျင်ကြားတဲ့ခေါင်းလောင်းစာတွေဆက်ပြီးတော့ပေါ်ထွက်နေတာကဒီယူဆကိုပို့ပြီးတော့ခိုင်မာနေစေခဲ့တာပါ။တချို့တို့က Hyperzee လို့ခေါ်တဲ့နေရာတစ်ခုရှိပါတယ်။အဓိကကတော့ရေချောင်းရွက်လွင့်သူတွေဖန်တီးခဲ့တဲ့ဇလန်တပုတ်ပေါ့ဒါပေမဲ့1325ခုနှစ်လောက်တုန်းကကမ္ဘာမြေပုံပေါ်မှာတကယ်ရှိခဲ့ပါတယ် အိုင်ယာလန်ကျွေးရဲ့နောက်ဖက်လောက်မှာပါပဲအဲ့ဒီတော့ကမြေပုံထဲမှာ Opresi ဆိုတဲ့နာမည်ကိုသုံးခဲ့ပါတယ်။နောက်ပြီးတော့ဒီနေရာကိုမျက်မြင်ကြုံတွေ့ခဲ့တဲ့တင်မောသားအများစုလည်းရှိခဲ့တာပါ။1684ခုနှစ်မှာကက်တင်ဂျင်းနက်ဖစ်ဆိုသူကထူထဲတဲ့နေတော်တွေမှာရွက်လွင့်နေရင်းနဲ့ကျွန်းတစ်ခုရောက်သွားပါတယ်။အဲ့ဒီကျွန်းမှာမျိုးပြပြပြရောင်ထွက်နေတဲ့အဆောက်အုံတွေထူးဆန်းတဲ့တတဝါတွေပြင်သူတို့တစ်ခါမှမမြင်ဘူးတဲ့ယဉ်ကျေးမှုကိုလည်းတွေ့လိုက်ရပါတယ်။ကက်တင်အလက်ဇန္ဒားဂျွန်ဆန်ဆိုသူကလည်းဒီလိုကိစ္စမျိုးကြုံတွေ့ခဲ့ရတယ်လို့နောက်ပိုင်းမှာဖွင့်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သူတို့တွေတွေးခဲ့ရတာက hybrid z လို့ခေါ်တဲ့ထူးဆန်းမျိုးတော်တစ်ခုလိုပဲယူဆခဲ့ကြတာပါထူးဆန်းတာကဒီကျွန်းရဲ့နေရာကိုမြေပုံပေါ်မှာတိတိကျကျသတ်မှတ်ထားတာပါပဲ။ဒါပေမဲ့သွားကြည့်ရင်တွေ့ချင်မှတွေ့ရမှာပါ။ဘက်ဆာစကားတွေရတဲ့ဒီကျွန်းကခုနှစ်နှစ်တခါမှပေါ်လာတတ်တယ်လို့လဲဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကိုရွေးပြီးတော့သွားကြည့်ရင်လည်းတွေ့ချင်မှတွေ့ရတာပါ။ဒီကိစ္စကယုံတန်းစကားလိုဖြစ်နေပေမဲ့တကယ်တွေ့ခဲ့တဲ့လူတွေလည်းရှိလာတဲ့အခါမှာနားလည်ရခဲ့တဲ့ပျောက်ဆုံးမျိုးတော်ဇင်းတွေကိုဝင်သွားရတာပါပဲ။အခုတက်တီလည်းဒီမျိုးတော်နဲ့ပတ်သက်တဲ့အဖြေတိတိကျကျမရှိသေးပါဘူး။ ်ခီတက်ကိုတော့ရုရှားရဲ့အတ္လန်တစ်လို့တင်စားပြီးတော့ခေါ်ကြပါတယ်။ဒဏ္ဍာရီရတော့ဆဗီယာကရေကန်နားမှာရှိတဲ့လျှို့ဝှက်မြို့တော်တစ်ခုဖြစ်ပါတယ်။ဒီနေရာကိုမြင့်မြတ်တဲ့နေရာတစ်ခုလို့လည်းသတ်မှတ်ထားတာပါ။73ရာစုမှာတော့မွန်ဂိုတက်တွေကျူးကျော်လာတဲ့အခါမှာမြို့သူမြို့သားတွေကပတ်တက်ခိုက်ခဲ့တယ်လို့ထွက်ပြေးလည်းမသွားပါဘူး။သူတို့ကဆူတောင်းနေခဲ့ကြတာပါ။ဒီလိုနဲ့ကျူးကျော်သူတွေမရောက်ခင်မှာမြို့တော်ဟာရေကန်တဲကိုနှိမ့်မြုပ်သွားတယ်လို့ဆိုကြပါတယ်။ ီနေရာထူးခြားချက်အနေနဲ့တိတ်ဆိတ်တဲ့ညတွေမှာရေကန်တွေကထွက်လာတဲ့စူတောင်းတန်တွေကိုကြားရတတ်တာမျိုးရေကန်မှာအရိပ်လာတဲ့နဲ့လေခုံးမိုးတွေကိုတွေ့ရတတ်တာမျိုးရှိနေတာပါအဲဒါကြောင့်တချို့ကဒီမျိုးရွတ်ဆက်ရှိနေသေးတယ်လို့ယုံကြည်နေကြပါတယ်နောက်ပြီးတော့ဒီမျိုးကြီးကရေထဲနေမြုပ်သွားမှာမဟုတ်ပဲတကောရှင်တူဦးရဲ့အကာအကွယ်နဲ့ကွဲပြောင်းနေတယ်ဆိုပြီးယုံကြည်တဲ့သူတွေလည်းရှိပါတယ် နောက်ပြီးတော့ဒီနေရာကသိပ္ပံပညာနဲ့ရှာဖွေလို့မရပဲစနေလုံးဖြူစင်သူတွေတော့တွေ့နေတဲ့နေရာတစ်ခုဆိုပြီးယူဆကြပါတယ်ဘတ်ကိုနီးယားရဲ့ National နဲ့တောင်တန်းနေတဲ့မှာစီစာမြို့တော်ဆိုပြီးနာမည်ကြီးခဲ့တဲ့နေရာတစ်ခုရှိခဲ့ပိုးပါတယ်ဒီမြို့တော်ကရွှေငွေတွေနဲ့ပြည့်စုံနေပြီးနေထိုင်သူတွေကလည်းဖြူပွေးဆွတ်တဲ့အသားကိုပိုင်ဆိုင်ထားတယ်လို့ဆိုထားတာပါနောက်ပြီးတော့သူတို့ကလူဖွဲ့စည်းနဲ့ဆက်ဆံမလို့ပဲတီးခြားနေထိုင်ကြတာဖြစ်ပါတယ်။အဲဒါကြောင့်သူတို့ကိုတင်းမောပြက်ပြီးတော့ရောက်သွားတဲ့စပိန်တွေအင်ကဖုံးတော်ကြီးတွေဂျက်ဆူဟိုက်ဖုံးတော်ကြီးတွေဖြစ်လိမ့်မယ်ဆိုပြီးယူဆထားကြတာပါ။ ဒီနေရာနဲ့ပတ်သက်တဲ့ထူးခြားချက်တွေလည်းရှိနေပါတယ်။အဲဒါကတော့အဝေးကနေမှန်ပြောင်းနဲ့လမ်းကြည့်ရင်တောက်ပရီမြို့စဉ်ကိုမြင်ရပေမယ့်အနာသားကြည့်လိုက်ရင်တော့ဘာမှမတွေ့ရတတ်တာမျိုးပါပဲ။မျက်မြင်ကြုံတွေ့ခဲ့ရတဲ့သူတွေကတော့သူတို့အမြင်မှားခဲ့တာမဟုတ်ဘူးလို့ထေချာနေခဲ့ပါတယ်။ဒါပေမဲ့အနာရောက်မှပျောက်သွားတဲ့ကိစ္စကိုသူတို့လည်းမရှင်းပြတတ်ပါဘူး။စပိန်ကခေကောင်းတို့ကဘရင်ကဒီနေရာကိုရှာဖို့ဗန်နာတက်ကိုဖွင့်ပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့လူမျိုးလူလူဆန်းတွေကိုတွေ့ရဖို့အတွက်မျှော်လင့်ထားလိုပါပဲ။ဒါပေမဲ့အဲ့ဒီကိစ္စကလည်းငွေကုန်ပြီးတော့ချီးနှီးတာဖြစ်ခဲ့တာပါ။ဒါပေမဲ့ဒန်နိုင်ထဲမှာတော့စီစာမြို့တော်ရဲ့ ခံရမှုကကျန်ရှိနေခဲ့တော့မှာပဲနောက်ထပ်ထူးဆန်းမှုအနေနဲ့တူးလို့ခေါ်တဲ့ဒေသအကြောင်းကိုဝေမျှကြပါတယ် BC 320လောက်မှာ BD မြောက်ဖက်6ရက်ခီရောက်ခဲ့တယ်လို့ပြောတဲ့ဂရိလူမျိုးစူဇန်ရှာဖွေတို့ဖိုက်တီးရက်စ်ရဲ့မှတ်တမ်းတွေထဲမှာဒီနေရာအကြောင်းကိုသိကြမှတ်တမ်းတင်ထားပါတယ်သူရောက်တဲ့ချိန်မှာပင်လယ်ဟာဂျီလီလူမျိုးပြစ်ခဲနေပြီးတော့မိန်ပြောပြောဖြစ်နေတဲ့ရေခဲဒေသတခုကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတူးမျိုးတော့ပါပဲ နောက်ပိုင်းမှာရောက်လာတဲ့ရောမစာရေးဆရာတွေကလည်းဒီအကြောင်းကိုဆက်လက်ရေးသားခဲ့ပြီးတော့သူကိုကဘာရဲ့မြောက်ဘက်အစိုးနေရာကထူးဆန်းမြို့တော်ဆိုပြီးခေါ်ခဲ့ပါတယ်။လူရီယာဒီမြို့တော်ရဲ့အကြောင်းကိုရာစုနှစ်ပေါင်းများစွာအတိုင်းညှင်းခုန်ခဲ့ပါတယ်။အိုင်စလန်လား၊နော်ဝေးလား၊ရှက်လန်ကျွန်းစုလားစသဖြင့်ဖြစ်နိုင်ခြေတွေကိုတွက်ချက်ကြည့်ပြီးမှဘယ်နေရာလဲမှ BIDS ရဲ့ဖော်ပြချက်တွေကတထက်တဲမကြပါဘူး။ BIDS ကကုန်းမြေ၊ပေလင်နဲ့လေတုတို့ဟာတသားလေးဖြစ်သွားသလိုမျိုးထူးဆန်းတဲ့နေရာတစ်ခုအကြောင်းကိုရေးသားခဲ့ပါတယ်။ နယ်စပ်ရာစုလောက်မှာတော့တူးဆိုတဲ့နာမည်ကတခါထပ်ပေါ်လာခဲ့ပါတယ်အထူးသဖြင့်တော့နာဇီခေတ်ဂျာမနီသားတွေကြားထဲမှာပါပဲအားလုံးသိတဲ့အတိုင်းနာဇီတွေနဲ့ပတ်သက်ပြီးတော့ထွက်လာတဲ့တူးရဲ့သတင်းတွေကလည်းမကောင်းတဲ့ဘက်မှာပုံများနေပါတယ်နောက်ပိုင်းမှာတော့ဒီအကြောင်းတွေလည်းပြန်ပြီးတော့မေးမိသွားပြန်ပါတယ်နောက်ကြတော့ဘာမှမသိတဲ့ပျောက်ဆုံးမြို့တော်ဖြစ်တဲ့ဇေယျဝင်သွားတာပါနောက်ဆုံးမြို့တော်ကတော့ကျွန်တော်တို့ကြားဖို့နောက်ပါရှိနေကြတဲ့ရှမ်ဘဲလာပါဇာကြီးမင်းထေခါရဲ့ပြည်သက်တွေဂမ်ဘီယာဖျက်တွေကိုစိတ်ဝင်စားတဲ့သူဆိုရင်ဒီနာမည်ကိုစိတ်မမဟုတ်ပါဘူး ဒီဘက်စာပေထဲမှာရှမ်ဘဲလာကိုဟိမဝင်နာတောင်တန်းကြီးရဲ့အနောက်ဘက်မှာလျှို့ဝှက်စွာတည်ရှိနေတဲ့မြို့တော်လို့ဖော်ပြထားပါတယ်။နောက်ပြီးဒီနေရာကငင်းကျဲနဲ့နေပြီးလျှို့ဝှက်စမ်းကြတဲ့ပညာရေးဂန္ဓာရီလန်းစင်တွေနဲ့ပြင့်နှက်နေတဲ့တင်ကေထအဖြစ်လေဖော်ကျူးခံထားရပါတယ်။နောက်ပြီးတော့ရှမ်ဘဲလာကိုလူတိုင်းရှာတွေ့နေတာမဟုတ်သလိုရှမ်ဘဲလာရဲ့ပုံမြင်တွေကဝိတုတွေထဲမှာပဲရှိခဲ့တာမဟုတ်ပါဘူး။ဒီနေရာကိုရှာတွေ့ဖို့စူးစမ်းတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေလည်းရှိပါတယ်။နောက်ဆုံးနာစီတွေကတော့မှဒီနေရာကိုရှာဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူတို့လည်းမတွေ့ခဲ့ပါဘူးအနောက်တိုင်းပညာရှင်တွေလည်းရှမ်ဘဲလာကိုရှာခဲ့တာပါ ဒါပေမဲ့သူတို့လည်းကြိုးမထူးဘဲနဲ့လဲပြန်ခဲ့ရပါတယ်ဒီဘက်စာပေတွေထဲမှာတော့ရှမ်ပယ်လာကဒီကဘာထဲမှာပဲအပြိုင်တီးရှိနေတဲ့မြို့တော်တစ်ခုဖြစ်ကြောင်းဖော်ပြထားပါတယ်ဒါပေမဲ့လူတိုင်းတွေ့နေတာမဟုတ်ဘဲနဲ့ရေးဆက်ရှိသူတွေထိုက်တန်တဲ့သူတွေပဲရောက်နိုင်တဲ့မြို့တော်တစ်ခုဖြစ်နေတဲ့တမတ်ထားတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်